ီဒီယိုဖန်တီးဖို့အရင်ဆုံးစိတ်ဝင်စားဘူး YouTube ကနေပတ်စံဘယ်လောက်ရလဲဆိုတော့ပဲစိတ်ဝင်စားတဲ့လူတွေကများလာတယ်အဓိကကအဲ့တော့အရင်စိတ်ဝင်စားမှုကိုယ်ဘာတွေဖန်တီးတယ်လဲကိုယ်ဘာတွေလုပ်တယ်လဲအဲဘိုးရ M1 ဆိုတဲ့မိုက်ကလေးအဲ့မိုက်ကလေးနဲ့ကျွန်တော်စခဲ့တာဒီနေ့ဗီဒီယိုမှာကြတော့ကျွန်တော်ရဲ့ channel ထဲမှာဘာတွေရှိလဲကျွန်တော်ဘာတွေဖန်တီးတင်ဆက်ထားလဲပေါ့ ပြီးတော့ဒီ channel ကိုလာကြည့်ရတဲ့လူတွေကဘာတွေလေ့လာလို့ရမလဲဘာတွေသင်ယူလို့ရမလဲနောက်ပြီးတော့ကျွန်တော်ဒီ video တွေဖန်တီးတဲ့အကြောင်းရင်းလေးတွေပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုပြန်ကြည့်ရင်းနဲ့အဲ့ဒါလေးတွေကျွန်တော်ပြန်ပြီးတော့ပြောပြခြင်းနဲ့ကျွန်တော်ရဲ့ channel review လို့လည်းပြောလို့ရတာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်ရဲ့ video တွေကိုဒီ YouTube ရဲ့ feed မှာပဲတက်လာတာပဲကြည့်ဘူးတယ်ပေါ့နော်တချို့ကြတော့ဒီ channel တွေကိုဝင်ပြီးတော့မလေ့လာဖြစ်ဘူးမကြည့်ဖြစ်ဘူးပေါ့ ဲ့လိုပဲတပုတ်ကြည့်ပြလိုက်တယ်အဲ့ဒီတပုတ်ကပဲကြည့်ပြီးတော့ကျွန်တော်ပြန်ထွက်သွားရေပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ကျွန်တော်ရဲ့ channel မှာဘာတွေထက်လေ့လာလို့ရအောင်မလဲဘာတွေရှိအောင်မလဲဆိုတာလေးကိုလည်းကျွန်တော်ပြောပြခြင်းတယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ဖြစ်တာပါဒါကတော့ကျွန်တော်ရဲ့ channel ပါအခုဆိုရင်ကျွန်တော်က subscriber 180k လောက်ရပါပြီပေါ့နော် subscriber တသိန်းကျော်တသိန်းရှစ်တောင်းပေါ့နော်မကြိုက်နှစ်သိန်းပြီတော့မယ်ကျွန်တော်ဖန်တီးထားတဲ့ဗီဒီယိုအပုတ်ရေဆိုရင်925ရှိပြီပေါ့နော်ဒါ short တွေရောပါလာဆိုတော့ အဲ short တွေကလည်းများမယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုဗီဒီယိုအပုတ်ရှည်က900နီးပါးတော့ကျွန်တော်ရှိတော့မယ်ပေါ့အဲ့တော့ကျွန်တော်ဖန်တီးခဲ့တာလည်းများပြီကျွန်တော်စက2021ကဆိုတော့အဲ6နှစ်လောက်တော့ရှိပြီပေါ့ဆိုတော့ကျွန်တော်ရဲ့ channel ရဲ့ဝင်ကြည့်မယ်ဆိုရင် playlist ကိုတွားကြည့်တာပိုကောင်းတယ်ပေါ့ဒီဗီဒီယိုတွေကိုအရှေ့ကြီးကိုအများကြီးကိုပြောကျွန်တော်စွဲနေရတဲ့စာရင် playlist ကိုတွားကြည့်လိုက်ပေါ့အဲ့မှာကျွန်တော်စီထားပေးတယ်ပေါ့နော်ကျွန်တော်စလုပ်ထည့်ရကျွန်တော်တက်တက်ရရစလုပ်ထားတာဆိုတော့ အောက်ဆုံးမှာဆိုရင်ဘာရင်တွေ့ရမလဲဆိုတော့ကျွန်တော် portrait video ဆိုတာရှိမယ်။ Nindio Kiminovamin lotsi ofan. Navia ni ji me so yin no. Navia ji me so yin no khuna lo jonya le le win la da so yin no da VPN khan ji lu ma jonya win ma ba no. A lo myo jonya le le win bo twae VPN le khan ji be ba. Di portrait video a ja do jano di YouTube channel sa ma lou khin ni ya jano video grapher so lo ai don ni ya jano portrait video le le jano yai de. ဲ့တော့တော်တော်များများရိုက်ဖြစ်တယ်ဗောနော်အဲအဓိကအဲ့ကနေရိုက်ပြီးကျွန်တော် Facebook မှာပဲတင်တယ်ဗော။ ဲ့ဒါလေးတွေကိုကျွန်တော်ခုဒီ YouTube မှာပြန်တင်ထားတဲ့ဟာလေးတွေပေါ့ဒါလေးတွေကြည့်လို့ရရပေါ့ဒါဒီဟာဆိုရင် Hello ဒါဆိုရင်ကျွန်တော်တို့ဟိုဟာလေးသိဆိုင်ရုံဘေးနာကစားခွင့်အပြည့်ကြီးတဲ့မှာကျွန်တော်တွားရထားတာဒီဘက်မှာဆိုလဲကျွန်တော်ဒီ TikTok ဆက်လीချင်းချင်းနေပါတော့ကိုဗစ်ကာလာတုန်းက ိုဗစ်ကာလာတုန်းကကျွန်တော်ဗီဒီယိုကိုခေါ်ပြီးတော့ဓာတ်ပုံထိုင်ဟာလေးတွေရှိတယ်ဗောနော်။သူကအဲတောင်ကြီးမှာနေတာဆိုတော့ကျွန်တော်ရန်ကုန်မှာဆိုတော့အဲ့တော့အပြင်မှာရဲလို့မရနဲ့အဲတိုက်တုန်းကလည်းဒီလိုဗီဒီယိုကိုခေါ်ပြီးတော့ဓာတ်ပုံထိုင်လေးရတယ်ခေစားနေရဆိုအဲ့အလေးကျွန်တော်လုတ်ဖြစ်သွားတာအဲ့အလေးရှိရဲ့ပြောဒီမှာရှိသေးရဗောနော်ကျွန်တော် portrait ဗီဒီယိုလေးအဲ့အလေးတွေလည်းနည်းနည်းဒီ video editor ဝါနာပါဆိုဒါလေးလာလေ့လာလို့ရတယ်ဗောပြီးတော့ဒီထဲမှာကျွန်တော်ဒီမှာဖုန်းနဲ့ညာဘက်အလှဝင်ရဲ့ညီလို့ပါတော့အဲ့လိုလေး tutorial လေးတွေဒီကြားထဲမှာကျွန်တော်ထည့်ထားပေးတာရှိတယ်ဗောနော် လေးလာခြင်းလဲဆိုဒါလေးလေးလာလို့ရတယ်ဒီဟာလေးကျွန်တော်ဒါနောက်ဆုံးမှကျွန်တော်ရိုက်ထားတာလေးပေါ့ဒါကျွန်တော်ဘန်ကောက်ရောက်မှရိုက်ထားတဲ့ short လေးပေါ့နော်ဒါလေးရှိမယ် portrait video ထဲမှာဒီဟာ portrait video ရှိမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ကျွန်တော် tutorial tutorial ကြတော့အဲကျွန်တော်စလုပ်ခဲ့တဲ့ tutorial လေးတွေရောဒီမှာပေါ့နော်အဲဒီတော့ဒီဟိုပါဘောနော် cap cap မှာလို့ transition လေးတွေတို့ဒီမှာကျွန်တော်တက်ကန်ထွေလေးတွေပေါ့နော်ဒီမှာက အဲ့ဒီထဲမှာကျွန်တော်ထည့်ထားတယ်အခုကျတော့အဲ့အရာတွေမလုပ်ဖြစ်တော့ဘူးအခုပြန်ကြည့်တဲ့ခါမှာကျတော့နည်းနည်းပေါ်သွားပြီဗျာအဲ့အရာလေးတွေကဒါမှဒါရေဆိုရင်အဲ့2021တုန်းကကျတော့ဟုတ်တယ်ဗောနော်အဲ့လိုမျိုးလေးဒါမှကြည့်ကြည့်ဟောအဲ့အရာလေးဗောနော်အဲ့ဒီမှာအသက်ရွယ်ကြောင်းလည်းကွာမယ်အဲ့ဒီမှာလည်းငယ်သေးတာဆိုတော့အဲ့လိုလေးရှောက်လုပ်ဖြစ်တာဗောဒါလေးလူသူ့တို့ကြည့်ကြတာပဲတက်တော့ဒီပိုင်းမှာအဓိကခက်စားတာဗောနော်အဲ့အရာလေးကကျတော့ကျွန်တော် light motion တွေပါရင်လည်းမျက်နှာမီးတောက်ထဲတာတို့ဒီ cup ကနေလှုပ်တဲ့ဟာလေးတွေတို့အဲပြီးတော့ကျွန်တော်တို့ TikTok မှာ ဒါလေးက trend ဖြစ်သွားတဲ့ဟာလေးပဲเนาะအဲ့ဟာလေးဒီအခုလိုက်လောက်ချင်တယ်ဆိုတော့လည်းလက်လို့ရပါသေးတယ်ဒါလေးလွယ်တော့လွယ်ပါတယ်ဒါလေးဆို transition လေးပဲเนาะဒါလေးဆိုသုံးလို့ကောင်းတယ်မျက်လုံးလေးကနေပဲကျွန်တော်နောက်ထပ်ဒီ scene တစ်ခုကူရတဲ့ဟာမျိုးလေးတွေပဲเนาะအခုချိန်ဒီဒါလေးရအသုံးဝင်သေးရဲ့အင်းဒါလေးလောက်တက်ချင်တယ်ဆိုရင်ဒီ tutorial playlist ထဲမှာလာကြည့်လို့ရတယ်ပဲเนาะ ဘလော့မှာကြတော့ကျွန်တော်ရှောက်သွားရှောက်ရိုက်ထားတဲ့ဟာဒီတစ်ခါမှထည့်ထားတယ်ဗောနော်အခုကတော့ကျွန်တော်ဘလော့ပိုင်းစုခတ်ဆိုပြီးတော့နောက်တဲ့ channel တစ်ခုခွဲလိုက်တာဆိုတော့ဘလော့တွေကတော့ဒီမှာတိတ်ပြီးတော့မတင်ဖြစ်တော့ဘူးဒါပေမဲ့အရင်တော့တင်လိုက်ဟာလေးတော့ဒီမှာရှိရုံပဲဗောဒီ comedy video ကြတော့ကျွန်တော်ကိုဗစ်ကာလတုန်းကကျွန်တော်ဒီ tutorial တွေစမလုပ်ခင်တော့ကျွန်တော်ဟာသတွေရိုက်တာဆိုတော့အဲအဲ့ရဟာလေးဗောနော်ရှိတဲ့ဟာလေးကျွန်တော်ဒီမှာလာပြန်တင်ထားတာ ဒါရောက်နေနဲ့ဟိုတလွဲတွေပါဗျာမိုဘိုင်းဖုန်းနဲ့စနေကြဓာတ်မွေရည်လေးတို့ပါဦးကျွန်တော်ဒါတွေတော့အမှန်မျိုးနဲ့ပေါ့ကျွန်တော်တသက်ဟာသရှောက်လို့ရတဲ့ဟာတွေပြီးတော့ဒီဟာကြီးကြောက်လဲအဲအီမီဟိနဲ့ဒီဘောနော်ဒီဘောရှော့ကောမဒီလေးရိုက်ထားတဲ့ပုံစံလေးတွေပေါ့နော်အဲ့အလေးတွေကအဲ့အလေးတွေရည်ချင်တဲ့ဆိုရင်တော့လာကြည့်ကြည့်ပေါ့နော်ဒီကောမဒီဗီဒီယိုဆိုတဲ့ playlist ထဲမှာရှိရတာလေးတွေကညာတော့ဒိုဒိုနဲ့ရိုက်ထားတဲ့ဟာတာလေးပါပဲအဓိကဒီကောမဒီဗီဒီယိုထဲမှာဒါလေးကတော့အမှတ်တရလေးပေါ့ အခုကတော့ကျွန်တော်လည်းမရိုက်ဖြစ်တော့ဘူးအရာလေးနေတော့တငယ်ချင်းနေနေနေဝေးွားတာပေါ့နော် Okay ပြီးတော့ပါရှိအောင်မလဲဆိုတော့နောက်တစ်ခုကကြောက်ဒီမှာ fader လေးတွေပေါ့နော် cap cap fader လေးတွေအရင်တော့ကျွန်တော် cap cap က fader တွေကအဲတိတ်ပြီးတော့မစုံသေးဘူးပါဗျာကိုကိုပြန်လောက်ကတဲ့ fader လေးတွေကများလာဆိုတော့အဲ့တော့ကျွန်တော်ဒီ manual ပေါ့နော်ကိုကိုလောက်ရတဲ့ fader လေးတွေကိုကျွန်တော်ကျွန်တော်ဒီထဲမှာ tutorial လေးတွေထည့်ထားပေးတယ် ကိုကိုလုတ်တက်ချင်းနဲ့ဆိုရင်တော့ဒီထဲကဟာလေးလာကြည့်ပါတော့အခုကကျတော့ကျွန်တော်ကပ်ကက Pro ပဲသုံးရင် fader လေးအများကြီးဖြစ်နေပြီကိုကိုလုတ်ဆရာမလို့တော့အဲဒီမှာတော့ app tutorial ရေပေါ့နော် app tutorial ရေကျတော့ကျွန်တော်ဒီ application တွေကိုကျွန်တော် tutorial လုပ်ထားတဲ့ဟာလေးပဲနော်ဒီ application သုံးကြည့်တယ်ဒီ application ကဘယ်လိုလဲဘာတွေတော့အသုံးဝင်လဲအဲအဲ့ဒါလေးတွေပေါ့နော်အခုနောက်ပိုင်းတော့ကျွန်တော် app tutorial လေးပြန်လုပ်ဖို့စဉ်းစားထားသေးတယ်ဒီတော့ကျကျွန်တော်တော်တော်လုတ်ဖြစ်တယ်ပေါ့နော် app tutorial လေးဒီ show ကကျတော့ဒါကတော့ကျွန်တော်ဒီ portrait ရိုက်ထားတဲ့ဟာလေးရှိမယ် တက်ကန်ထွေအတူလေးရရှိမှာပေါ့နော်အဲ့အားလေးကကျွန်တော်ဒီ short ထဲမှာလာရှာကြည့် Okay နောက်တစ်ခုကကြ review ပေါ့နော် review ကကြတော့ကျွန်တော်သုံးတဲ့ပစ္စည်းတွေကိုကျွန်တော် review လုပ်ထားတာများတယ်ဒီပါဆိုရင်ဒါကျွန်တော်ပထမဆုံးလုပ်တဲ့ review ပေါ့နော်ဒီပေါ်ချောင်းကောင် mic ဟိုဒီမှာကျွန်တော် level မှာတက်ထားတဲ့ mic လေးအဲဘိုယာ M1 ဆိုတဲ့ mic လေးအဲ့ mic လေးနဲ့ကျွန်တော်စခဲ့တာအဲ့ mic လေးကိုကျွန်တော်ဝယ်တော့ဆိုရင်ဒီထဲမှာလည်းပြောထားပါတယ်တောင်းခွက်တော့ပဲရှိတယ်အဲကျွန်တော်တော်တော်လေးကိုကျွန်တော်သုံးခွက်ရတယ်အဲ့ mic လေး အခုချိန်နဲ့အဲ့မိုက်လေးကတော်တော်လေးတော့သုံးတော့ကောင်းမယ်ပေါ့နော်ကျွန်တော်ရှိမှတော့ပြတ်သွားတာကြာပြီအဲ့မိုက်လေးကျွန်တော်စပြီးတော့တုံးခဲ့တဲ့မိုက်လေးကျွန်တော်ရီဗျူးလုပ်ထားတာအဲတစ်နှစ်လောက်တစ်နှစ်မို့နှစ်နှစ်လောက်တော့ခံလိုက်ရပေါ့နော်အဲ့မိုက်လေးရှိပြီးတော့ဒီမှာ stabilizer ပေါ့နော်ကျွန်တော်သုံးတဲ့ stabilizer ပြီးတော့ကျွန်တော်ဒီမှာဟိုပါပေါ့နော်ရွှေနှုတ် review တွေပါရှိမယ်ပါ Nintendo Switch OLED ပေါ့နော်ကျွန်တော်ရဲ့ဒီ Nintendo Switch OLED ဂိမ်းဆက်အကြောင်း review လုပ်ထားတယ်ဒီမှာရှိတယ်အခုကတော့ Switch 2ထွက်နေပြီကျွန်တော် မဝယ်ဖြစ်တော့သေးဘူးပေါ့နော်ကျွန်တော်အဲ့လိုထိတဲ့နောက်ပိုင်းခင်းရသိဆော့ပြစ်တာမျိုးဆိုတော့အဲတိတော့မသိသေးဘူးပြီးတော့ဒီမှာ360 camera ကြောင့် review ရှိမယ်ဖုန်း review ရှိမယ်ပေါ့နော်အမ Vivo H200 Pro review ရှိမယ်ပြီးတော့ဒီမှာအဲကျွန်တော် Air 4 Pro review လည်းရှိမယ်ပေါ့နော်ဒီ review တက်မှလာကြည့်လို့ရတယ်โอเคနောက်တစ်ခုကကြတော့ဒီမှာ tutorial task day ပေါ့နော်အဲ့ဒီတော့ကျတော့ ကျွန်တော်ကြာလာဘေးနေတိုင်း tutorial ရေးတင်မယ်ဆိုပြီးတော့ကျွန်တော်လုတ်ဖြစ်ခဲ့တဲ့ series တစ်ခုပေါ့နော်အဲ့ဒီထဲမှာကျွန်တော်မှကြာဘေးနေဆိုရင်ဗျာမှ silent holding ဤတင်ပေးမယ်တစ်ခုခုပေါ့အဲ့လို character base setup ဘယ်လိုလုပ်ရမလဲတင်ပေးမယ်အဲ့လို tutorial တွေလုတ်ဖို့ဆိုပြီးကျွန်တော် series 2လုတ်ခဲ့သေးတယ်ဒါပေမဲ့နှစ်လလောက်ပဲကျွန်တော်လုတ်ဖြစ်ပြီးတော့ဆက်မလုတ်ဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုကျတော့ဒီမှာ mobile videography ပေါ့နော် video ရိုက်တဲ့နည်းတွေပတ်သက်တာကိုကျွန်တော်ဒီမှာဒီထက်မှာ reaction video လုပ်နည်းအောင်ကျွန်တော်ထည့်ထားပေးသေးတယ် ပြီးတော့ VN tutorial ရဲ့ VN application အကြောင်းပေါ့နော်အဲ့ဒါ VN နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရလေ့လာခြင်းဆိုဒီထက်မှသွားလေ့လာလို့ရတယ်ကျွန်တော် update ထပ်လုပ်ပေးဖို့လည်းရှိတယ်ဒါတော့ Cupcake tutorial ပဲเนาะ Cupcake ကကျွန်တော်အများဆုံးလုပ်ဖြစ်တာဆိုတော့ဒီထက်မှ48ပုံတော့ရှိတယ် Cupcake နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်အဲ့ထက်မှသွားလေ့လာလို့ရတယ်ပြီးတော့ကျွန်တော် Cupcake ကိုလုံးဝမတုံးသက်သေးတဲ့လူပေါ့เนาะအဲ့လိုဗီဒီယိုထည့်တာအစမလုပ်တတ်သေးဘူးဘာလို့ဘာမှမသိတဲ့လူတွေအတွက်ကျွန်တော်ရဲ့ channel အသစ် blog ပိုင်းစုခတ်မှာ ကျွန်တော်ဒီ basic code လေးပေါ့နော်အဲ့လိုကပ်ကပ်ကိုလုံးဝဟိုးအခြေခံနေပြီးတော့တင်ပေးမယ့် course လေးကိုကျွန်တော် sorry အဲ့အားလေးကိုကျွန်တော် episode 1တင်ထားရပေါ့နော်အဲ့အားလေးကြည့်ရလို့များလာရင်တော့ကျွန်တော် episode 2ထပ်တင်ပါပေါ့ကြည့်ရလို့နည်းနည်းရင်တော့ကျွန်တော်လောက်ရတာလဲဒီမှာ view လေးနည်းနည်းလေးကျွန်တော်တိတ်အဆင်မပြေတော့ကျွန်တော် view လေးများလာရင်ကျွန်တော်တပုတ်တပုတ်တင်သွားမယ်အဲ့လိုသဘောမျိုးစီစဉ်ထားတယ်အဲကြည့်ကြည့်နေဆိုရင်တော့ blog by sukan မှာတော့ကြည့်တယ်ပေါ့နော်ဒီအပေါ်မှာလည်းကျွန်တော် channel link လေးတွဲပေးလိုက်မယ်ပေါ့ โอเคပြီးတော့နောက်တစ်ခုကကျတော့ဒီမှာ photo editing tutorial ရေပေါ့เนาะဒါကတော့အဲ pitch app နဲ့လုပ်ပြထားတာပုံများတယ်ပေါ့เนาะအဲ့ထဲမှာရှိမယ်နောက်ဒါကတော့ကျွန်တော် YouTube နဲ့ပတ်သက်ပြီးတော့ YouTube ကကျွန်တော်လိုမျိုး YouTube လုပ်ချင်တဲ့လူတွေဆိုရင်သိထားရမယ့်အကြောင်းအရာတွေဘာညာကိုကျွန်တော်ဒီထဲမှာအစအဆုံးကျွန်တော်ရှင်းပြထားတယ်အခုကကျတော့ဘယ်လိုဖြစ်လဲဆိုတော့ YouTube ကကျတော့လူတိုင်းက video ဖန်တီးဖို့အရင်ဆုံးစိတ်ဝင်စားဖို့ YouTube ကနေပတ်စံဘယ်လောက်ရလဲဆိုတော့ပဲစိတ်ဝင်စားတဲ့လူတွေကများလာတယ်အဓိကကအဲ့တော့အရင်စိတ်ဝင်စားမှာမဟုတ် ကိုယ်ဘာတွေဖန်တီးတက်လဲကိုယ်ဘာတွေလှုပ်တက်လဲအဲ့ဒါကိုအရင်ဆုံးကိုကစိုးရင်ရမှာပေါ့ဗျာအဲ့လိုမျိုးဗီဒီယိုဖန်တီးတဲ့အဆင့်လှုပ်ပြီးတော့မှချောင်းငွေထုတ်တဲ့အဆင့်တွေဘာတွေနောက်မှသွားမယ်သဘောမျိုးပေါ့ဟာကိုအရင်မစင်စားဘဲနဲ့ပတ်စံဘယ်လိုရမလဲဆိုတဲ့ဟာပဲအရင်ဆုံးတော့အဲ့အကြီးကတော့နည်းနည်းတလွဲကြီးတော့ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဆိုလဲစလှုပ်သေးကအဲ့လိုမျိုးဟိုပတ်စံရရဆိုတော့တီးရပဲဒါပေမဲ့ကိုအရင်ဆုံးကိုဒါတွေဘယ်လိုဖန်တီးရမလဲ ီ subscribe button များဘယ်လိုမှဒါလေးကိုကျွန်တော်အရင်ဆုံးလောက်ရမှာပေါ့ဗျာအဲ့ဒါကြီးရမှာပဲဒီကြည့်ရလူတွေရှိမှာပဲပတ်စံရမှာလေမဟုတ်ဘဲနဲ့ကိုကဒါကြီးပတ်စံဘယ်လိုထုတ်အောင်မလဲစိတ်ပူနေတာကြီးတော့မဟုတ်ဘူးဒီဘက်ပေါ့နော်အဲ့ဒီအကြောင်းလေးလဲကျွန်တော်ဒီ YouTube ကလုံးမဲ့ဆိုဒီ playlist ကိုကြည့်ထဲမှာကျွန်တော်ထည့်ထားပေးတယ်ပေါ့နော်အဲတော့လေ့လာလို့ရတယ်ဒါတော့ align motion ပေါ့နော် align motion ကတော့ကျွန်တော်လုံးဝမလုပ်ဖြစ်တော့ဘူးနောက်ပိုင်းဒါအရင်အဟောင်းလေးတွေပေါ့အဲဒီမှာလဲ video editing tutorial ရရှိတယ်ပေါ့နော်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီ edit လုပ်တဲ့ဟာတွေကဒီထဲမှာလာကြည့်ကြည့် အဲဒီဟာကျတော့ intro video tutorial ဒါတော့တက်ပြီးတော့မမိုက်တော့ဘူးเนาะနောက်တစ်ခုကျတော့ premiere pro premiere pro နဲ့ edit ဆက်ခြင်းနဲ့တူဆိုတဲ့ဒီမှာအခြေခံမှာเนาะကျွန်တော် premiere pro twin ရအစအဲ twin တော့မဟုတ်ဘူးဗျာ premiere pro စဖွင့်ပြီးတော့ဘယ်လိုသုံးရမလဲဆိုတဲ့ဟာအစကျွန်တော်ဒီထဲမှာထည့်ထားပြီးတယ်အဲ့ဒီ video ကြည့်လိုက်တာနဲ့ premiere pro နဲ့ video edit ကောင်းကောင်းတစ်ခုလုပ်တော့ပါမယ်ဗောနော်နောက်တစ်ခုကကျတော့ဒီမှာနာမည်အတိုင်းပဲ1 minute tutorial ရဲ့ကျွန်တော်အတိုလေးဗောနော်လွယ်လွယ်ကူကူနဲ့ ီလိုဓာတ်ပုံလေးတွေဒီလိုဗီဒီယိုလေးတွေဘယ်လိုမျိုးဖန်တီးရမလဲဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ဒီထဲမှာထည့်ထားတယ်။နောက်တစ်ခုကကျတော့ unboxing unboxing ထဲမှာကျွန်တော်မိတော်မေးနေဘာဖြစ်ထားလဲမသိဘူး။ဟော unboxing ထဲမှာကျွန်တော်ဒီအယုတ်တွေတို့အစအုပ်တွေရှိမြဲဗျာပြီးတော့ဂျာစီတွေဘိုင်းညာတွေကျွန်တော်ရှိမြဲဟောအဲ့ unboxing ထဲမှာတော့အဲ့ကျွန်တော် play လုပ်ထားတာများတယ်နော်။ဒီမှာတော့ video graphy knowledge sharing ပေါ့နော်။အဲ့ဒီမှာကျတော့ကျွန်တော်တို့ အခု 1080p ဆိုတာဘာလဲတော့ပြီး frame per second နေရဘာတွေလဲအဲ့ဒါကြီးကျတော့ကျွန်တော်ဒီမှာ knowledge knowledge နေနေတော့ဖြစ်တယ် sorry sorry ကျွန်တော်စကားအသိမပြော knowledge sharing အနေနဲ့ကျွန်တော်ဒီထက်မှာထင်ထားပြီးတယ်ဗောနော်အဲဒီမှာကျတော့ AI tutorial ရယ်နောက်ပိုင်းကျတော့ကျွန်တော် AI နဲ့လည်းပို့ပြီးလုပ်ဖြစ်နေတာဆိုတော့ AI tutorial လေးတွေကဒီထက်မှာထင်ထားပြီးတယ်အရင်အခက်ကြီးတော့မဟုတ်ပါဗျာဖုန်းလေးနဲ့လွယ်ကူလိုက်လွတ်လွတ်ရမယ့်အရာလေးတွေပဲကျွန်တော်အဓိကထားပြီးတော့သင်ပေးတယ်အရင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရင် ဒီ playlist ကိုလာကြည့်ပါနော်နောက်တစ်ခုကကျတော့ဒီမှာ cap cap ကိုမှကျွန်တော် PC နဲ့ update လုပ်တဲ့အနေကျွန်တော်ဒီထဲမှာထပ်ထည့်ပေးမယ်နောက်ပိုင်းကျွန်တော် advanced level အထိလုပ်ပေးတဲ့ဟာတွေကိုလည်းကျွန်တော်ဒီထဲမှာလာထည့်ပေးမယ်ပါနော်နောက်တစ်ခုကကျတော့မှာ pocket ပါနော်ဒီ YouTube ကနေငွေရှာကြမယ်ဆိုတော့ pocket မှာကျွန်တော်ကျွန်တော်နည်းနည်းစကားပြောထတာများတယ်ပါနော်ဘယ်လိုမျိုးစိတ်ထားရမလဲ YouTube ကနေဘယ်လိုမျိုးပတ်စံပေးတာလဲဘာညာတိထားတဲ့အရာတွေကိုကျွန်တော်ဒီထဲမှာပြောထားတယ်နောက်တစ်ခုကကျတော့ video creator ရဲ့ pocket ကြတော့ကျွန်တော်ဟိုဘက် blog ပိုင်းစုခတ်ကိုကျွန်တော်ရွှေ့လိုက်ပြီပါနော် ီ commercial ကတော့ဘာမှမဟုတ်ကျွန်တော်ကျွန်တော်အရင်တော့ရိုက်ထားတဲ့ video ကြီးကျွန်တော်တင်လာတာဒီမှာကျွန်တော် cup cut trick တွေပေါ့နော်ကျွန်တော်ဒီနောက်မှာစာတန်းဘယ်လိုထည့်မလဲဘာညာပေါ့အဲ့ဒီ trick လေးတွေပေါ့နော်အဲ့အားလေးထည့်ထားတယ်ပြီးတော့ဒီမှာ mention name တိတိလောက်ဖြေရကြတော့ကျွန်တော် youtube နဲ့ပတ်သက်ပြီးမေးတာရှိမယ် cup cut နဲ့ပတ်သက်ပြီးတော့မေးတာရှိမယ်အဲ့အားလေးကိုကျွန်တော်ဒီစုပြီးတော့ဗောနော်ကျွန်တော်အခုလိုမျိုးဒီ video ရဲ့ comment မှာလာမေးတဲ့ဟာလေးရှိမယ်ဆိုရင်လည်းအားလေးစုပြီးတော့ကျွန်တော် video တပုတ်အနေနဲ့ကျွန်တော်ဖြေတဲ့အဲ season လေးဗောနော် ောက်တစ်ခုကကျတော့ကျွန်တော်ဓာတ်ပုံပြင်းတီးတင်ပေးမယ်ဆိုပြီးတော့ကျွန်တော်အဲတစ်ခုလောက်ထားပြီးတော့အမှန်မှန်ဒီကောင်နဲ့ကျွန်တော်သွားပေါင်းပါဗျဒီ photo editing tutorial ရေနေနော်သွားပေါင်းလိုက်လို့ရတယ်ဒါပေမဲ့တက်တက် playlist နှစ်ခုဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အတူတူပါပဲနောက်ခုကျတော့ကျွန်တော် Nintendo Switch ဆိုပြီးတော့ကျွန်တော်ပေးထားရဲဒီထဲမှာကျွန်တော် Nintendo နဲ့ပတ်သက်တဲ့အဲ gaming content တွေလုပ်မယ်ဆိုပြီးတော့ကျွန်တော် playlist ထည့်ထားပါတော့ဒါပေမဲ့လည်းအကုန်လုံးကရောထွေးကုန်ပါဆိုတဲ့အတွက်ကျွန်တော် game နဲ့ပတ်သက်တာတွေဘလောက်နဲ့ပတ်သက်တာတွေက အဘလော့ပိုင်းစုခဲဆိုတဲ့ channel ကျွန်တော်ရွှေ့လိုက်တာပေါ့နော်အဓိကဒီမှာဒီ channel လာကြည့်မယ်ဆိုရင်ဘာတွေသိရမလဲဆိုတော့ကျွန်တော် video ဖန်တီးတာတွေဘယ်လိုမျိုးအတိတ်လောက်ရမလဲဆိုတော့သိမယ် YouTube နဲ့ပတ်သက်ပြီးတော့သိရမယ် TikTok နဲ့ပတ်သက်ပြီးသိမယ်ပေါ့နော်အဲ့ဒီ talk ကိုကျွန်တော်ဒီမှာအဲတိတက်ထားလိုက်တာပေါ့နော်အဲ့တော့ကျွန်တော် blog တွေရကိုယ့်ဘက် channel ရောက်သွားပြီဒီမှာဆိုလည်း CapCut mobile video editing tutorial ဆိုပြီးရှိမယ်ပြီးတော့ TikTok နဲ့ပတ်သက်တာတွေကကျွန်တော်ဒီထဲမှာထည့်ထားပေးတယ်ပေါ့နော် TikTok ကနေပတ်စံရှာမယ်ဆိုရင်ဒီဗီဒီယိုကြည့်ဆိုပြီးတော့ကျွန်တော်လုပ်ထားတဲ့ ဲ့ဒီထဲမှာကျွန်တော် TikTok နဲ့ပတ်သက်ပြီးတော့ကျွန်တော် view မြအောင်ဘယ်လိုလုပ်ရမလဲဘယ်အချိန်မှာ video တွေတင်ရမလဲအဲပြီးတော့ video ကနေပတ်စံရှာမယ်ဆိုကိုယ်မှာ fast scale set တွေရှိရမယ်ဆိုတဲ့ဟာတွေကျွန်တော်ဒီမှာအသေးစိတ်ကျွန်တော်တင်ထားတယ်ပြီးတော့ပတ်စံထုတ်လို့ရမယ်နီလန်းတွေကအစားကျွန်တော်ဒီမှာအများကြီးလုပ်ထားပြီးတယ်ဗောနော်အဲ့ဒါကြီးအကုန်လုံးအစားဆုံးကြည့်တတ်တယ်ဆိုရင်တော့ TikTok နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုနားလည်သွားလိမ့်မယ် โอเคနောက်တစ်ခုကကျတော့ကျွန်တော်ဘလော့ရိုက်မယ်ဆိုဒီပလေးလစ်ကိုကြည့်ပါเนาะဘလော့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားတဲ့ဟာလေးပဲเนาะဥမာကင်မရာရှေ့မှာစကားပဲပြောရတဲ့ပြဿနာလေးပဲရှိမှာပေါ့စကားပြောမကောင်းတာဘာညာပေါ့เนาะအဲ့ဒါရှိမှာပြီးတော့ကျွန်တော်ဒီမှာအဲကျွန်တော်ပြင်ဆင်ရမယ့်အချက်တွေပေါ့เนาะအခုလိုမျိုးဗီဒီယိုတစ်ပုဒ်အဲမလုတ်ခင်ဘလို့ပြင်ဆင်ရမလဲတော့ဖုန်းနဲ့ဗီဒီယိုရိုက်တဲ့ခါကျရင်လှက်လှက်ပါပါဖြစ်အောင်ဘလို့မျိုးရိုက်ကြမလဲဘာညာလေးအဲ့ဒါတွေကကျွန်တော်ဒီထဲမှာကျွန်တော်ထည့်ထားပေးတယ်အဲ့လိုဟို ီ blog ရိုက်မှုအတွက်သုံးဝင်မဲ့လေးလမ်းလေးကျွန်တော်ဒီထဲမှာ share ထားပေးတယ်ဗောနော်အဲ့ဒါလေးကျွန်တော်လာကြည့်ပြီးလေ့လာလို့ရတယ်ဗော Okay ဒီတော့ပါပဲဒီချာတော့အဓိကတော့ကျွန်တော်ရဲ့ channel မှာကျွန်တော်လုပ်ထားပေးပြီးတဲ့ value ရှိတဲ့ content တွေအများကြီးရှိတယ်အဲ့ဒါတွေကိုတေချာလေးလေ့လာမယ်ဆိုရင်ဒါကိုဒီလေ့လာခြင်းနဲ့ level လိုက်တော်တော်လေးကိုကျွမ်းကျင်အောင် နားလည်အောင်လို့ကျွန်တော်လုပ်ထားပေးတာအများကြီးရှိရပါတော့အဲ့အရာတွေကိုတို့တည်းမမြင်ကြဘူးပေါ့ဒီတိုင်းပဲအဲ new fever တက်လာတဲ့ကြည့်တိုက်တဲ့ပြီးတခြားအဆက်မကြည့်တော့အဲ့လိုမျိုးမလိုဟုတ်ပဲနဲ့ကျွန်တော် share ထားတဲ့ဟာတွေကိုတင်ချအောင်လို့နားထောင်ပြီးတော့လေ့လာမယ်ဆိုရင်တကယ်တမ်းကဘာတင်တမ်းမှတော့တက်စရာမလိုဘူးပေါ့နော်တော်တော်လေးကို knowledge တွေကသိသွားတယ်မကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲရှုကျူးမှတင်ထားတဲ့သူများတင်တဲ့ဟာလေးနားထောင်ပြီးနားရေဝါပြီးတော့မှကျွန်တော်ဒါတွေကိုလုတ်လုတ်ခဲ့တာပေါ့နော်အဲ့အလေးရှိမယ်ပေါ့ ။အဲကျွန်တော် YouTube ကပတ်စံရှာမယ်ဆိုရင်ဟိုဒီ tag အပိုင်းထက်စာရင်သူကဘယ်လိုမျိုးအလုပ်လုပ်တာလဲ။ပတ်စံဘယ်လိုပေးတာလဲပေါ့နော်။သူရဲ့ algorithm တွေကဘယ်လိုအလုပ်လုပ်နေလဲ။ကိုကဘယ်အချိန်မှာတင်ရင် view ဘယ်လိုမျိုးရနိုင်လဲ။ပြီးတော့ကိုယ့်ရဲ့ video တွေကိုစိတ်ဝင်စားဘယ်လိုမျိုးလုပ်ရမလဲ။ဒါတွေကိုအထူးကလေ့လာသင်တယ်ပေါ့နော်။အဲ့ဒါရင်ပြီးတော့မှကိုကနောက်ပိုင်းတဖြည်းဖြည်းနဲ့ကိုကကျွမ်းကျင်လာမှာပေါ့နော်။ဆိုတော့အဲ့အလေးကိုကျွန်တော်ပြောချင်တာပါအဲ့အလေးပြောရင်လည်းကျွန်တော်ရဲ့ channel ထဲမှာဘာတွေရှိလဲဆိုတာလေးတွေကိုကျွန်တော်ပြောခဲ့ခြင်းဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်ဒီထဲကကျွန်တော်လှုပ်ချင်တဲ့ဟာလေးရရှိသေးတယ်ဗောနော်အဲကျွန်တော်ကြုံခဲ့ရတဲ့အခက်ခဲလေးတွေအမှတ်တရဖြစ်ခဲ့တဲ့ကွန်းနဲ့လေးတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်ပြီးတော့ပြောပြပေးမယ်ဗောနော်โอเคဒီလောက်ပါပဲ